အကောင်းသည့်မုတ်တုံလေးရဲ့အချိန်ကြောင့်မိုးကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကောင်းနဲ့နောက်တောင်မုတ်တုံလေးနဲ့ဖြစ်ပေါ်လာနိုင်တဲ့လီဖျားနဲ့ရှောင်းဝန်းအချိန်ကြောင့်ဒေသအချို့မှာမိုးများနိုင်တယ်လို့သိရပါတယ်။ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအကောင်းနေတာကြောင့်ဒေသအနှံ့ပြမိုးထချုံရွာနိုင်ပြီးနေရာကွက်၍မိုးကြီးနိုင်မယ်လို့မိုးလီဝသနှင့်ဆလဘေးဒါညွှန်ကြားမှုဦးစီးဌာနကအသိပေးထားပါတယ်။ ရန်ကုန်တိုင်းရပါဝင်းတိုင်းနယ်ပြည်နယ်ခုနှစ်ခုမှာလဲမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်ဖြစ်ပွားရာနေရာတချောင်းမှာမိုးတက်လေးပြင်းကြရောက်နိုင်ပြီးမိုးကြီးလေးပြင်းတိုင်းမိုးသီးကျွေးစားထည့်မိုးလီဝတ်တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်သတိပြုနေထိုင်ဖို့ကိုလည်းအကြံပြုထားပါသည် ဒါအပြင်ပြင်ပမိုးလီဝတပညာရှင်ဦးဝင်းနိုင်ခါလဲဂျွန်လ24ရက်ညပိုင်းမှာအနောက်အိန္ဒိယပြည်နယ်ကုန်းတွင်းနယ်ပင်လယ်ကမ်းခြေဆက်ဆက်နေရာမှာစတင်ဖြစ်ပေါ်ခဲ့တဲ့လေပွေလှိုင်း UACC ဟာဂျွန်လ25ရက်နေ့မှာအထက်အမြင်9.6ကီလိုမီတာအထိ အထက်၄ထုလွာအတွင်းဆက်လက်တည်ရှိနေပြီးနောက်24နာရီအတွင်းလေဖျားနဲ့ရံဝန်အဖြစ်ပုံမအားကောင်းလာနိုင်ကြောင်းထုတ်ပြန်ထားတယ်လို့ဆိုပါတယ် အဆိုပါအားကောင်းနေစေအနောက်တော်မုတ်တုံးလေးနဲ့လေဖီးယားနဲ့ရှင်ဝန်ဖြစ်ပေါ်လာနိုင်တဲ့အချိန်တက်ရောက်မှုတွေကမွန်ကရင်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအီယဝတီတိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာမိုးအသင်းသင်းမှ မိုးများနိုင်ပြီးကျန်းပြည်နယ်တိုင်းတွေမှာနေရာ စိတ်စိတ်မိုးအနေငယ်ရွာနိုင်မယ်လို့သုံးသပ်ထားပါတယ်ရှင်။